အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အထက်ဝိဇ္ဇာများကိုပင့်ဖိန်ပြီးအထက်ဝိဇ္ဇာများကိုပင့်ဖိန်ပြီးတော့ကျွန်တော်တွေအန်ရကင်းရေမန်တောင်းခံပြီးဒါလေးကိုမိတ်ဆွေများကိုမြောက်ပင့်မှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တွေအထက်ဝိဇ္ဇာများကိုပင့်ဖိန်ဖို့အတွက်ဆရာတွေမှသာလင်ကျွန်တော်တို့တွေဆရာတွေပေါ့နော်ဆရာဆရာတွေမှသာလင်ကျွန်တော်တို့တွေလိုအပ်တဲ့အစီရင်လေးတွေလိုအပ်တဲ့ပွဲလေးလေးလိုအပ်တဲ့ကျွန်တော်တွေပစ္စည်းလေးတွေကို ျွန်တော်တို့တွေထားပြီးတော့ဆရာတွေပင်ဖိတ်มาတာလင်ကျွန်တော်တို့တွေပင်ဖိတ်လို့ရတယ်ပေါ့ဗျာနော်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများခုနှစ်သားသမီးတွေအားလုံးမြည်သူမဆိုပင်ဖိတ်လို့ရတဲ့နီလီတစ်ခုမြောက်ပေးมาဖြစ်ပါတယ်ဗျအရင်လွယ်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တို့ပြောมาပေါ့နော်တစ်ခါကြလို့ရှိရင်ねဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေတဲ့ကျွန်တော်တွေ လုတ်လို့ရတယ်ဆိုပေမဲ့ကံကံကြီးအကျိုးအဲ့တော့နှမင်းကြီး၄ပါးနဲ့အထက်ဝိဇ္ဇာပုဂ္ဂိုလ်တွေကိုရှိတယ်လို့ယုံကြည်တဲ့သူမှသာလေဒီဟာလေးကကျွန်တော်တို့တွေပြင်ဖိတ်လို့ရတာပေါ့နော်ဟုတ်တယ်လေအဲ့တော့မယုံတဲ့သူကိုသွားပြီးလုတ်လို့မရဘူးပေါ့နော်အဲ့တော့ယုံကြည်တဲ့သူမှသာလေလုတ်လို့ရမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများကနှမင်းကြီး၄ပါးနဲ့အထက်ဝိဇ္ဇာတွေအထက်ပုဂ္ဂိုလ်တွေဝိဇ္ဇာပေါင်း8400 8400ဆိုတော့အများကြီးပဲနော်အဲ့တော့တချို့လည်းရှိတယ်ဟောအဘအဘဘုံမင်းကောင်တို့ဘဘုံပေါင်းလိုပဲရှိတယ်ထင်တာမဟုတ်ပါဘူး 8400ဆိုတော့အများအပြားကိုရှိပါတယ်တချို့ဆိုရင်စင်းနဲ့ဝင်မထားတဲ့ဝိဇ္ဇာကြီးတွေဆိုရင်အများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နဲ့အစဉ်ပြေမဲ့ပုံကိုကျွန်တော်တို့နဲ့ကျွန်တော်တို့နဲ့အစဉ်ပြေမဲ့ပုံကိုကျွန်တော်တို့နဲ့ပဋ္ဌာန်းဆက်ရှိတဲ့ပုံကိုကျွန်တော်တို့နီးနားပုံကိုစဖြစ်ပုံနော်ကျွန်တော်တို့ဒီစီကျွန်တော်ကျွန်တော်တို့စီကိုကျွန်တော်တို့လာအောင်နော်ပင်ဖိတ်မှာဖြစ်ပါတယ်အဲတခါကြလို့ရှိနေကျွန်တော်တို့ကကျွန်တော်တို့ပင်ဖိတ်ချင်တာကတော့ဘတ်ဘိုးပေါ်ပြကျွန်တော်တို့ကဘတ်ဘိုးမင်းကောင်ပြဆိုပြီးစမင်းအဲ့လိုမျိုးတွေရှိကြတယ် အဲ့လိုမဟုတ်ပါဘူးဒီနေ့မှတော့တဘာကြီးစီပိဖိနီကိုပိဖိခပိဖိနီပြောမှမဟုတ်ပဲနဲ့အားလုံးပုံပိဖိမှာဖြစ်ပါတယ်ကိုနဲ့ရေဆက်ရှိတဲ့ပုဂ္ဂိုလ်ကိုရဲ့နီနာပုဂ္ဂိုလ်ကြွလာမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလေးလေးပိဖိဖို့အတွက်ဘာလေးလေးကောင်းမလဲဆိုတော့ကျွန်တော်တို့ကဒီရေရေတော့ရေရေစင်ပေါ့နော်ကျွန်တော် ရေတော့ရေစင်ကျွန်တော်တို့တွေထားထားမှာဖြစ်ပါတယ်အဲ့ရေရေစင်လေးကိုထားခြင်းအပြင်ကျွန်တော်တို့ပြန်အသုံးပြုတဲ့အခါမျိုးမှာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့96ပါးယောဂဝိညာဉ်တွေကိစ္စပပြအောင်အဓိကအနေနဲ့ကျွန်တော် ရေစင်တောင်းနေဖို့ဗျာနော်ရေစင်တောင်းနေဆိုတာကလည်းကျွန်တော်တို့ဂိုင်းနေဂိုင်းနေမှာတော့တောင်းနေတောင်းတောင်းနေတောင်းမြုံလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲရေစင်ဂိုင်းနေတောင်းနေနေမှာလည်းအဲဂိုင်းကဂိုင်းနဲ့ပတ်သက်တဲ့ဆရာဒီဆရာဒီထမတာတောင်းလို့ရတာပါကျွန်တော်တို့အဲ့လိုမဟုတ်ဘဲနဲ့ဂိုင်းဂိုင်းရလူတွေမဟုတ်ဘဲနဲ့ဒီပေါ်တော့အပြင်လူအပြင်လူလူတွေပေါ့ အမျိုးသားတောင်းလို့ရတယ်အမျိုးသမီးလည်းတောင်းလို့ရခလေးစိတ်ဝင်စားရင်ခလေးပါတောင်းလို့ရတယ်နော်တခုပဲယုံကြည်မှုရှိဖို့ပဲလိုပါတယ်ဗျဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့ဒါလေးတွေကိုအထက်ဝိဇ္ဇာများနဲ့ချိတ်ဆက်မယ်အထက်ဝိဇ္ဇာများကိုပင့်ဖိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအရင်ဆုံးကျွန်တော်တို့ခုနှစ်ရက်တိတိပေါ့နော်ခုနှစ်ရက်တိတိကျွန်တော်တို့ပို့ပြီးတော့ ကောင်းတော့လို့ပေါ့နော်ခုနှစ်တည်းတက်တက်လို့စားမယ်ငါးမတိလခံယူမယ်အဲကျွန်တော်အမဲအရက်ရှောင်မယ်ဆဲတော့ဆိုတာတွေနှုတ်ကျန်အာကျန်ရှာကျန်စားဖြင့်နှုတ်ပစီလေးတွေထိမ့်မယ်လူကြီးတွေမှပြန်ခံပြောတာတွေစားပြီးခုနှစ်အတွင်းမှာအဲခုနှစ်အတွင်းမှာပေါ့နော်ကျွန်တော်တို့ထိမ့်မယ်ငါးမတိလထိမ့်မယ်ခုနှစ်ပြည့်ပြည့်ထိမ့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တိလကိုကျွန်တော်တို့ပြန်နေပြီးတော့ဆန်းစစ်တဲ့အနေနဲ့ကိုတိလာကိုပြန်တိုင်နေတဲ့ပေါ့ဗျာကျွန်တော်ဒီခုနှစ်တိတိငါးပါးတိလာထိနေခဲ့ပါသည်ခုနှစ်တိတိဆဲတာဆိုတာရင်္ဂနာလည်းမရှိခဲ့ပါခုနှစ်တိတိခုနှစ်တိတိတောက်စား အဲ့တော့မဲသားအတောက်စားရန်ကတောက်စားတာလည်းမရှိစဖြစ်ပေါ်တော့ကိုထိနေတာလေးကိုကိုပြန်ပြီးတော့ပြန်ပြီးတော့တက်စာတိုက်ရင်တရမယ်အဲ့လိုထိနေပါသည်အဲ့လိုအေးတက်စာစကားမှန်ကန်ပါကကျွန်တော်ဒီနေ့ဒီချမ်းစစပြီးတော့အထက်ဝိဇာကြီးများနှက်ကောင်နှက်မက်များနဲ့အဲ့တော့နှက်ကောင်နှက်ကောင်မရဘူးပင်ဖိတ်ပါမီပင်ဖိတ်ပြီးတော့ရေစင်တောင်းခံပါမီဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီဒိဋ္ဌံလေးကိုအရင်ပြုတ်အောင်အဲ့လိုပြုတ်ပြီးဆိုလို့ရှိရင်တော့အထက်ဝိဇာများနဲ့ခြေဆက်လို့ရပါပြီဟုတ်ပြီဒါဆိုခြေဆက်မှခြေဆက်နည်းလေးကတော့လွယ်ပါတယ်မနက်ပိုင်းလေးမှာ အဲ့တော့မနက်ပိုင်းပဲဖြစ်ဖြစ်မနက်စောစောပဲဖြစ်ဖြစ်အဲ့တော့ဟိုကိုအစင်ပြေးတဲ့အချိန်ပေါ့နော်ကိုအစင်ပြေးတဲ့အချိန်ပေါ့ကျွန်တော်မိတ်ဆွေတို့စမ်းခဲ့တာတော့အစောကြီးစမ်းနေဗျအဲ့တော့မိတ်ဆွေများလည်းမနက်မိုးလင်းမနက်စောစောလေးစမ်းလို့ရပါတယ်နော်ဘာလို့လိုရလဲဆိုတော့ group way group way လေးတခွဲလို့မယ်လက်ဖက်ကွမ်းရအဲလက်ဖက်ကွမ်းရထမင်းအဲလက်ဖက်ကွမ်းရဆွန်ဟင်းထမင်းအဲကျွန်တော်ဟင်းုံလဲကျွန်တော်တို့ဒီအသားနဲ့မလုံးနဲ့ပေါ့ဗျာနော်အသားနဲ့မလုံးနဲ့အချိုချင်းလေးဆိုရပြီထမင်းနဲ့ထထညက်ဆိုရပြီ ထမင်းထညအချိုးချင်းပေါ့နော်အဲ့ဒါမျိုးလေးလေးကွန်းလက်ဖက်စပြေကျွန်တော်တို့တွေဒီတချို့ပုံကူတွေလည်းဆက်လိတောက်တာမျိုးရှိတယ်ဆိုတော့ဆက်လိထည့်ကျင်နေထည့်ပေါ့လားကျွန်တော်ကျွန်တော်တို့ကတော့ဆက်လိမထည့်ပါဘူးနော်အဲ့တော့အဲ့ဒါလေးတွေထားမယ်ထားပြီးတော့ကျွန်တော်တို့တွေဒီသာသနာဟိုကျွန်တော်တို့တာသနာဘွဲတင်တဲ့အခါအခါမျိုးမှာကျွန်တော်တို့ဂျိုနစ်နဲ့တိုင်လေးရှိတယ်အဲ့အဲ့လေး ်ခွန်ဂျုံနေနဲ့တိုင်လीเนาะခွန်ခွန်နေနဲ့အိုက်ဒါလေးလည်းထည့်မယ်ပြီးတာသနာလန်လေးလည်းထိုးမယ်တာသနာလန်လေးထိုးမယ်ဂျုံနေနဲ့ခွန်ခွန်နေထိုးမယ်အောင်တပြေလေးထိုးမယ်အောင်တပြေထိုးမယ်အာပြီးတော့မွေးတဲ့ပန်းဆိုရွှေပန်းငွေပန်းပေါ့ရွှေပန်းငွေပန်းလေးတွေအရင်မွေးတာလေးလေးစပယ်ပန်းလည်းရအောင်เนาะရွှေပန်းငွေပန်းမရှိနဲ့စပယ်ပန်းကတ်လို့ရအဲ့ဒါမျိုးလေးထိုးမယ်ထိုးပြီးဆိုတာနဲ့ကျွန်တော်တို့တွေ ခေါ်မယ်ပင်ဖိတ်လို့ရပါပြီ။အဲ့တော့ပင်ဖိတ်မယ်ဆိုတာကလည်းတချို့ဆရာသမားကတော့ပင်ဖိတ်ဖို့ပင်ပင်ဖိတ်နည်းလေးတွေများစွာရှိတယ်။စာပိုက်ချိုးအရှိကြီးတွေများစွာရှိတယ်။အဲ့ချိုးရှိကြီးတွေကျွန်တော်မမမိတ်ဆွေများတို့တစ်ခါတည်းတင်ဖို့လည်းအဆင်ပြေမနေဘူး။ဒါကြောင့်မလို့ကျွန်တော်တို့တွေအားလုံးကလေးရစားလူကြီးဆုံးခုနှစ်သားမိမိတို့မဆိုပင်ဖိတ်လို့ရတဲ့နည်းတွေအစင်ပြေအစင်ပြေမဲ့နီးလေးကိုပဲမြောက်ပေးမှာဖြစ်ပါတယ်ဗျကျွန်တော်လေးပင်းပင်းမဲ့ဆိုလို့ရှိရင်ရေခွက်လေးတစ်ခွက်တန်တန်လေးတစ်ခွက်လို့ပေါ့နော်ជីជីလေးပေါ့ရေခွက်တန်တန်လေးတစ်ခွက်ကျွန်တော်တို့ထားမယ် ကျွန်တော်တို့ရေခွက်တန်တန်လေးတစ်ခွက်ပေါ့နော်ကြီးကြီးလေးထားမယ်ထားပြီးဆိုတာနဲ့ကျွန်တော်တို့တွေရပါပြီဖះရင်ရှုပ်ခုလိုက်မယ်ဖះရှုပ်ကို၅ဘာတိလခံယူပြီးပြီဆိုတာနဲ့ကရော့ဝင်နာကိုတွားမယ်ကရော့မတွားပြီးတော့ကျွန်တော်တို့တွေဖះငါးစုနေတကွာပွင့်ငယ်ဘူးတော့ဖះစုစုအားလုံးအားရှုပ်ခိုးပါဤနော်နမင်းကြီး၄ပါးနတ်တရားများပါဝင်အထက်ပုဂ္ဂိုလ်ကြီးများဝိဝိဇ္ဇူကြီးများထွဲပေါပုံကူများနဲ့အဆောက်ရှောက်နှက်ကောင်နှက်မြအားလုံးကိုပင်ဖိတ်ပါတယ်ပင်ဖိတ်ပြီးတော့ ဒီကရော့ဘွဲအချိုဘွဲအချင်းဘွဲများနဲ့စက္ကလူတန်းပါတယ်ဒီလိုစက္ကလူတန်းလူတန်းရတော့ကောင်းမွန်စေတနာများကြောက်ပုံနော်ဒီမှာရှိတဲ့ရေရေရေတော်အားကျွန်တော်တို့ခொနဲ့သားသမီးများကိုကဲတင်နိုင်သောရေစင်အဖြစ်ပေးသနာတော်မူပါဆိုပြီးဒီဟာလေးကိုရေကရော့ဘွဲလေးမြောက်ပေးမယ်ချိုချင်လေးလည်းမြောက်ပေးမယ်ပြီးရင်ရေစင်လေးလည်းမြောက်ပေးမှဖြစ်ပါတယ်ပြီးလို့ရှိရင်ဘလို့တိကျကြလေးတိကျင်လို့ရှိရင်တော့အဲ့တော့ထပ်ပုတ်ကိုကြီးများနှက်မကြီးလေးပါအပါဝင်အဆောက်ရှောက်နှကောင်နှက်မြတ်များဝိဇ္ဇတို့ကြီးများ လာရောက်ခဲ့ပါကအီဂျီအားအနည်းငယ်လုတ်ပြရမ်းပြတော်မူပါလုတ်ပြရမ်းပြပေးပါဆိုပြီးတော့ကျွန်တော်တိုင်တင်လိုက်ပြီးတော့ရေခွက်လေးကိုချလိုက်မယ်ချလိုက်ပြီးတော့အဲ့ရေခွက်လေးကိုငိန်တော်ထားပြီးတေချာလေးကြည့်ကြည့်လိုက်ပါကြည့်ကြည့်လိုက်ပြီးတော့ကျွန်တော်တို့တွေရေအဲ့ရေခွက်လေးက အနေငယ်လေးရေတွေကလှုပ်သွားတယ်အနေငယ်လေးရမ်းသွားတယ်ဆိုလို့ရှိရင်တေချာတယ်အထက်ပုဂ္ဂိုလ်ကြီးတွေဝိဝိဇ္ဇရူကြီးတွေထွက်ပေါက်ပုဂ္ဂိုလ်ကြီးတွေကိုနီနာနှက်ကောင်နှက်မြအဆောက်ရှောက်နှက်ကောင်နှက်မြတွေကလာရောက်သွားတယ်လို့ကုညီသွားတယ်လို့ကျွန်တော်တို့ဆိုလိုနိုင်ပါတယ်အဲ့လိုကျွန်တော်တို့ပူဇော်ပတာပီပီဆိုတာနဲ့ကျွန်တော်တို့ဟိုနိုင်ဝက်လောက်ပေါ့နော်ပီ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 ဆိုတာနဲ့ကဲပင့်ဖိတ်ထားတော့နှက်မြကြီးလေးပါးနဲ့တကွကျွန်တော်အထက်ပုဂ္ဂိုလ်များဝိဝိဇ္ဇရူများထွက်ပေါက်ပုဂ္ဂိုလ်များအဆောက်ရှောက်နှက်ကောင်နှက်မြများ စပြီးကျွန်တော်တို့တွေအားလုံးတို့ဒီကိုနေရဘုံဌာနတို့ပြန်ဆက်ကိုနေရဘုံဘုံဌာနတို့ပြန်လို့ရပါပြီပေါ့ပြန်ဖို့ပြေပေါ့ဗျာကျွန်တော်တို့ဒါကကျွန်တော်လူလူပေါ့နော်မြန်မာလူပဲမိတ်ဆွေများလည်းခုနှစ်သားသမီးအားလုံးအဆင်ပြေအောင်လို့ကျွန်တော်ဒါဒီအဆင်ပြေတဲ့နီးလေးကိုနီးတနီးလေးနဲ့မြောက်ပေးတာဖြစ်ပါတယ်ဗျအတော့ကိုနေရဘုံဌာနတို့ပြန်ပြန်လို့ရကြအောင်ပြန်လို့ရပါပြီခမရဆိုပြီးတော့ကျွန်တော်တို့တွေပြောခဲ့လို့ရပါတယ်ဤနိုးပြုကသမြကုသိုလ်ဖိုးဘကကိုလည်းအဲတော့ကြွာလာတော့နမကြီးလေးပါနဲ့တကွာကျွန်တော်တို့တွေ 32ဘုံသားအားလုံးအဆောက်အအုံနှကောင်းနှက်မြများဝိဇ္ဇတို့ကြီးများထွက်ပေါက်ပုဂ္ဂိုလ်ကြီးများအားလုံးကိုမေတ္တာပို့အမြပေးပါပါတယ်အားလုံးအားလုံးအားလုံးကြားကြသမျှအမြ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 ယူတော်မူကြပါကုန်တော့ဆိုပြီးတော့ဒါမျိုးလေးမေတ္တာပို့အမြပေးပြီးတော့သူနေရာဘုံသားနာတို့ပြန်ပြန်ပို့ပေးလို့ရပါပြီမြန်မာလိုပဲပို့လို့ရရနော် မြန်မာလိုပဲပြောလို့ရပါတယ်ဗျကဲဒါဆိုရင်အားလုံးပြီးသွားပြီပြီးဆိုတာနဲ့တချို့တလေရလည်းအဲ့ရေအဲ့ရေတော်လေးတွေကလောက်သွားလေလို့ဆိုတယ်တချို့တွေကလည်းအဲ့ရေလေးကကျွန်တော်တို့တွေနည်းနည်းရမ်းသွားလေလို့ဆိုတယ်တချို့တွေကလည်းအဲ့ရေလေးကနည်းနည်းလေးနောက်သွားလေလို့ဆိုပါတယ်နောက်ပဲသွားသွားလှုပ်ပဲသွားသွားကျွန်တော်တို့ဘောင်ပင်မဲ့ခတ်သွားခတ်သွားဘလို့ချင်းမပြေရေလေးကိုတေချာလေးကြည့်ပြီးတော့ကျွန်တော်တို့ကဒီ ကျွန်တော်တို့အဲ့ရေလေးကိုပြန်ပြီးတော့ကျွန်တော်တို့အသုံးချလို့ရပါပြီဒီရေတော်လေးရဲ့ခုနှစ်သားသမီးတွေအားလုံးကိုအန်ရကင်းအောင်96ပါယောဂဝန္ဒာတွေကင်းစင်အောင်တောက်လို့ရပါတယ်ဗျအဲ့တော့ကုံမကုံမကြောက်ကြောက်လို့ရှိရင်လည်း အနှဲငယ်လေးရေလေးနဲ့ဆက်ပြီးရောတောက်လို့ရပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးလှုပ်ပြီးတော့ကျွန်တော်တို့တွေပေါ့နော်ဒီတောက်ရီအိုးအိုးအိုးစင်းတွေမှာသုံးမဟုတ်အိမ်မှာရှိတဲ့ရေအိုးတွေမှာအဲ့လိုမျိုးကောက်ထည့်ထည့်ထားလိုက်ပါတယ်အဲ့တော့ဆိုင်မှာရှိတဲ့ဆိုင်အိုးတွေပေါ့နော်ကောက်ထည့်ထားလိုက်ပါတယ်ဘသူပဲတောက်တောက်တောက်တယ်လူတွေကိုယ်စက်ချောပါရောရနာနေကင်းဝင်းအောင်ဒီလိုမျိုးလှုပ်လို့ရှိပါတယ်ခင်ဗျားတော့အရန်လွယ်တဲ့ကျွန်တော်ထပ်ပုတ်ကူများနဲ့ချိဆက်ပြီးတော့ရေစင်တောက်ခန့်နီးလေးပဲဖြစ်ပါတယ်အဲ့အခုလိုမျိုးတောက်ခန့်နဲ့နီးလေးကတော့ကျွန်တော်တို့တခြားခိုင်းနေခိုင်းနေမှာတော့သူ့နေနဲ့သူအများစွာရှိပါတယ်ဒါမဲ့ဒီနီးလေးတော့ခိုင်းမဟုတ်မယ်နဲ့ခွန်းတဲ့သားသမီးမိသူမဆိုတောက်ခန့်လို့ရတဲ့နီးလေးတစ်ခုကိုအများကိုပေးလိုက်ပါတယ်ဗျ ဒါလေးပါပဲအရန်လွယ်ပါတယ်နော်အဆင်ပြေတာလေးတိလို့လာနေတယ်ခမမမေးခဲ့လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေခုနသားသမီးအားလုံးလည်း96ပါယောဂဝန္ဒနာနေကင်းဝင်ကြပါစေစက်ချင်းသာကိုကြမှာရှိကြပါစေဗျအဆင်ပြေတဲ့ live subscribe ပြီးအားပေးခဲ့ပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ